ဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့နော်တည်င်းထူးလေးတွေပေါ့နော်တည်င်းထူးဆိုတာကတော့ကျွန်တော်တို့ပစ္စည်းတွေခိုးတော့တဲ့လူတွေအကျဉ်းဆိုင်လက္ခဏာတွေကိုကျွန်တော်တို့နေဝင်ပြောကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဒီကိစ္စတွေနော်မြန်မာနိုင်ငံမှာအရန်ကိုနော်တော်တော်လေးကိုနော်အရန်ထက်နေကြတာပေါ့နော်အရန် online မှာအရန်ကိုနာမည်တွေဒီတခိုးတွေပေါ့နော်တခိုးတွေကိုတွေ့ရတာကဒီ CCTV တွေပေါ့နော် CCTV မရှိဆိုလို့ရှင်းတာတွေကိုလူတွေကမြင်မှာမဟုတ်ဘူးနော်တခိုးဆိုတာကိုသိမှာပေါ့ခုခါတော့တိုးတက်တဲ့ case ဆိုတော့ တခိုးတွေကိုဖမ်းမိတာပေါ့နော်ကျွန်တော်တို့နေနေကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဒီသတင်းတွေဟာမြန်မာနိုင်ငံမှာအရန်ကိုလေးများရယ်ပေါ့နော်မြန်မာနိုင်ငံလူတွေအရန်ကိုတွေ့ရတယ်မြန်မာနိုင်ငံကသတင်းတွေထူတွေပေါ့နော်ဒီလိုမျိုးတွေလောက်တဲ့လူတွေအကျင့်စာရေးကြတွေပြက်လာတယ်ဟွန်းဒီလိုခိုးမှလေးသူတို့ကလည်းစာမေနေသားကိုရောက်ရှိတယ်နော်လူတွေကဘလိုပဲဖြစ်ဖြစ်ပေါ့နော်တခုခုခိုးလိုက်ရမှလူတွေကလို့အကျင့်စာရေးကြတွေအရန်ပြက်ပြပြီးတော့ပေါ့နော်လူတွေအကျင့်စာရေးကြပြက်လာတယ်ပြီးတော့ပုံပုံပြီးတော့ငဲလာတယ်ပုံပြီးတော့ဒုက္ခရောက်လာတယ်ပေါ့ဒီကိစ္စတွေကအမ် ကက်ဆိုးတွေအန်ဂျီဆိုးတွေဆိုရဒါဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဖြစ်လာနိုင်ရတယ်ပေါ့နော်အကြောင်းသတိထားမှရှိပါတယ်ဟာသတိထားပြီးတော့နေရမှဖြစ်ပါဆိုတော့ကျွန်တော်တို့ဘနာဒီနေ့ပေါ်ဆိုင်မန်အစ်တီရေးပိတ်ဆံအိတ်ကိုခွင့်ပြုတော်တဲ့ CCTV မှာမှတ်တမ်းလေးပါနော်ဆပင်ဖြတ်ဖို့မေးပြီးပေါ့သူမြောက်ပိတ်ဆံအိတ်ကိုသူ့အိတ်နဲ့မကွေပြီးပေါ့နော်ယူတော့တာကိုကျွန်တော်တို့တမင်းလေးကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်ဗျာ ဲ့လေးဘင်းနားမှာနော်အဲ့အဲ့အမေးပြောက်လေးပေါ့သူအဲ့ကြီးနော်ပုံပြီးတော့ယူတော့မှာ အိတ်ပေါ့နော်ဒီအိတ်ကိုယူသွားတာဒီနောက်မထားတာပေါ့သူရေဖော်ရဲ့အိတ်ရှိမှာပေါ့နော်ဒီလိုမျိုးတွေနော်ပါတော့ယူပေါ့နော်ဟိုသူကလည်းတိမှာမဟုတ်ဘူးနော်ပစ္စည်းတွေကပါတော့မှလူတွေကတိကြတာပေါ့နော်ဒီမှာခြေအသေးချလေးနော်ခိုးတော့နော်ပြုံကြီးကိုခိုးတော့တာပဲနော်နေခင်းကျွန်တော်ကြီး ဆိုတော့လူတွေအချင်းစာရေးကြတယ်ပေါ့နော်အရန်ကိုမြန်မာနိုင်ငံမှာဒီလိုမျိုးလှုပ်လာကြတယ်ပေါ့နော်လူတွေခိုးတာလေဟွာတာလေဟွန်းဘယ်လိုမျိုးလူတွေအချင်းတွေအရန်ကိုကြောက်စရာကောင်းလာတာပေါ့နော်ဆိုတော့ဒါတွေကိုပေါ့နော်လူတွေအရန်အသိတတိရှိဖို့ပေါ့နော်နောက်တော့ခိုးတဲ့လူလေးဒီ video တွေကိုမြင်ပြီးတော့ပေါ့နော်မလှုပ်သိမ့်မလှုပ်ထိုက်တာကိုကိုယ်ဝင်နဲ့အမှားခံပြီးတော့တောင်းပန်ဖို့လေလိုအပ်တယ်ပေါ့နော်ကဲကျွန်တော်ပြောရမြောက်ပေါ့နော်ဒီလိုကိစ္စတွေကခဏခဏကျွန်တော်တို့မြန်မာနိုင်ငံမှာတွေ့ရတယ်ဆိုတော့ဒါလေးမျိုးကို ဒီလိုဘူးကြီးကိုမြင်ပြီးတော့ဘုနော်ဘလို့မှတ်ရှာပြင်တယ်လေမှတ်ရှာပြီးတော့လို့ရပါပြီဗျပြေဆိုတော့နောက်တစ်ခုပြန်ကျွန်တော်တို့နော်ဖုန်နှိုက်တော့တာမိုးလည်းလူအများကြမှာဂရုမစိုက်တဲ့ဗီဒီယိုတွေပို့ပါဒါလေးအရန်အမြန်ဆန်လွန်းနေပေါ့နော်မိကလေးပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်ငါလူငယ်ပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်တဲ့ခိုးတဲ့ဝါသနာတွေဟာချို့လူကလည်းပါလာကြတယ်ချို့လူကလည်းလူတွေပစ္စည်းတွေကိုပေါ့နော်လိုချင်ကြတယ်အမ်လောဘတွေနောက်တစ်ခါကိုလှုပ်ရှင်တဲ့ဟာလေးပေါ့နော်တော်တော်ရုံမာတဲ့ကောင်မနှစ်ကောင်ဆိုပြီးတော့လေးပဲ อืมကျွန်တော်တို့ညှောက်လာတဲ့ဗီဒီယိုတွေပုံကျွန်တော်ကြည့်ရမှာဖြစ်ပါတယ်อืมอืมလူကတော့ဒီမှာတွေ့လာပစ္စည်းလေးကိုဟာလူနဲ့ထိတယ်လို့ပါအောင်နော်တီးလေးယူပုံတန်လေးနဲ့ပေါ့နော်อืมတောင်းမြင်နော်ဩတော်မြင်နော်သူကလည်းအဲ့ဒီအချိန်မှာထားလို့အဲ့အကြောင်းအဆင်ပြေတော့နော်စိတ်တွေပါပြိတ်ပြီးတော့ထားမှရတော့မယ်စိတ်စိတ်မပိတ်တော့အမ်တိမမဟုတ် တော့အမြင်နေနော်ဒီမှာခိုးတော့တာကျွန်တော်တွေ့ရဟွန်းဟွန်းငါလူကတော့ဘာမှမသိဘူးဟာရှိတော့ဦးမှာအဲ့ဒီပါတော့ပြီဟွန်းအဲ့လိုမျိုးလေးပေါ့နော်ဟာခိုးချာကတော့ရက်ဆက်တယ်နော်တအားကိုလူတွေဟာနိခင်းကြောင်တော်ကြီးနော်ကဲ့ရနော်ခိုးတာပဲဆိုတော့ခဏလေးဩော် ဒီကလူကဒီမှာခိုးနေတာရှင်လေဒီမှာကောင်မလေးစီကခိုးနေတာနော်ဩခြေပေါင်းဩဒီမှာနော်ဒီတူလက်ကလေးမှာမတွေ့လားဟာအဲ့ကိုနှိုက်ပြီးတွေ့ယူတာဟာရက်ဆက်တွေဗျခိုးတဲ့လူတွေခိုးတဲ့လူတွေဗျဒီလိုမျိုးခိုးတာပေါ့ဗျာခြေပေါင်းဗျာနော်အင်းကြောက်စရာရန်ကောင်းလာပြီရောအင်းမခြေလားပိတ်စာအေးကြီးပဲဩရှိကလူကယူပြီးတော့နော်အင်းအပြာကယူပြီးနောက်ကလူကဟာအဝါ မာလေးကယူပြီးတော့ယူတော့ကြတာပေါ့နော်အာလူကြီးတွေပေါ့နော်ဒါဆိုလို့ရှိရအသက်음3 40လောက်ရှိမယ်နော်40ကျော်နင်းနင်းလောက်ရှိမယ်ဒါတောင်ကခိုးနေကြသေးရတော့နော်လူကြီးအာဟောကတော့ကိုပိတ်ဆိုင်ရှိလာလို့နိုင်ကြမရှိတော့ဘူးနော်ခိုးတော့ပြီမတွေ့လောက်ဟိုကြောက်စရာကောင်းလိုက်ဒီခိုးမာလေးခိုးတယ်နော်ရုပ်မာလေးတခိုးတွေဗျ음ပြစ်စရာဝေတာနော်ဘင်းနာကက်နော်ခိုးတော့အာ ဒါတတိထားမယ်ရလေးတွေပါเนาะတခိုးကျပိုးတွေရန်ပေါ်နေပြီဗျ Okay ဆိုတော့နောက်တစ်ပုတ်ပြကျွန်တော်စိုက်မှာခိုးတော့တာပါရှင်တဲ့အစကတည်းကစက်ကဆက်ပြီးတော့เนาะလူတော့ရအောင်မှမလို့ပေါ့เนาะမတင်တော့ဘူးဆိုပေမဲ့လည်းတခိုးတွေကထဲမှာပြင်ပေါ်ဖို့အဲစေဘူးစေဘူးတော့ရောက်မှာအဲစေဘူးတော့ရောက်ရတောင်မှာเนาะတပူပဲအမြင်ရတဲ့ ကျွန်မတို့ဆန်ရှင်တွေပါဆိုပြီးတော့မျှော်ဝေလာတဲ့ဗီဒီယိုတစ်ပုဒ်ပါနော်ဆန်ရှင်တွေကလည်းဟွန်းသူ့အရင်နှင်းနေစားပြီးတော့အာနင်းနေပါပါဆေဘူးလောက်ရောက်မလဲတဘူးလောက်အမြင်လေးရတာကိုနော်ဒါထက်ခိုးတဲ့လူကလည်းထက်ခိုးကဲကြည့်မယ်ကြည့်ရော H H F E N G 我阿爸我阿妈怎么去买呢？我我。哦，哎妈，吃多少米？哎，嗯，阿拉没喝多少了，喏。H H ENC Oaba Owe Matam Khi Pahe Nae Oho U Samu ဒီလိုပေါ့နော်စေဘူးလာရောက်မှတပူလေးရတာလေးကိုခိုးတော့ပြီဆိုတော့မကြည့်ပါဘူးဗျာတခုတွေကလည်းအရန်ပေါ့တဲ့ခေခါကြီးပါဗျာအဲဆိုတော့ကျွန်တော်တို့နောက်တစ်ချက်ပြင်ကြည့်ပြီးနောက်တစ်ပုတ်ပေါ့နော်အမျိုးများကစိတ်ခန့်တစ်ခုမှပိတ်ဆံအဲ့အလက်တုတ်တော့တာလေးဆိုပြီးတော့မျှဝေလာတဲ့ဗီဒီယိုလေးတစ်ပုတ်ပါ ရဘလခွေတော်ရံဒီခိုးတွေကညံများတယ်တော့ခိုးတဲ့တာပေါ့သူတို့

ဒါအိနဲ့မေကောင်မလေးရှိမှာပေါ့နော်ခိုးတော့တာနော်ဒီလိုမျိုးသခိုးတွေပေါ်ကြတယ်မြန်မာနိုင်ငံကဲဆိုတော့ကျွန်တော်နောက်ဆုံးတစ်ပုတ်ပေါ့နော်မနေ့ဒီမနေ့ပေါ့နော်ငါရဲ့၈လပိုင်း2015မနေ့မှာလည်းအိမ်ချဲသားဝင်ခိုးပြီးနောက်တစ်ခါဆန်တွေဝင်ယူတော့တာပါလေနော်ပါနာနာပေါ့ပါမာနာမြို့သူမြို့သားတွေပေါ့နော် ဒီကလေးကိုသတိထားကြပါဦးနော်ဆန်နေကတော့ပြင်ရတယ်နော်ဝမ်ကူညီကြတော့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးပြုတင်ပါတယ်ဆိုပြီးတော့မျှဝေလာပါသေးတယ်။ကဲကျွန်တော်တို့နေ့ချင်းဒါအင်ရှင်ကနေပြီးတော့အင်ဂျီအဝါလေးနဲ့ကြော်တက်ဖို့လုပ်လာတာပါ။ဟောကလေးလေးပဲရှိရတယ်နော်။အမှန်အမှန်ခိုးပြီးပြီ အင်းအင်းကနေပြီးတော့ပတ်စံကိုခိုးပြီးပြီอืมအမျိုးသားရဲ့ယောက်ျားရဲ့ပတ်စံလေးပတ်စံအိတ်ကိုပါလဲပြီးပတ်စံထည့်ထားတာပါပတ်စံ only ပဲထည့်တာอืมထည့်ပြီးတော့ခွေးတွေကိုလေးပြူသွားတာခြံထဲထည့်ထားတဲ့ခွေးတွေอืมလေးပြူတယ် CCTV ရှိနေမှာလာတယ်ပြီးတော့ကပြရင်ကောင်းလာရှိရတာမြင်တယ်။ဒါမုံစလင်ကလေးရောအဲပြူဟိုကြီးဒီကြီးထက်ကြည့်တယ်။ ဖက်ပြီးတော့ထွက်သွားတယ်။ဟိုချောင်းလိုက်သေးရေချောင်းပြီးတော့နောက်ဘက်ကိုပြေးသွားမှာအဲ့မှာဗင်းမောက်ကနေပေါ်လာအောင်မှာပေါ်လာအောင်မှာအမပေါ်လာလိမ့်မယ်ဗင်းမောက်ကနေပြတ်အမလေးဟိုလေကားကိုဆွဲနေပြီလေကားအဲလေကားကိုဆွဲနေတာ ဆယ်မိနစ်ပဲကြာတယ်အိမ်ထဲကိုတခြားအိမ်ကြီးကနေဝင်ပြီးခက်ခဲကြော်ဝင်ပြီးတော့အခန်းတကားဖွင့်ပြီးရဲ့အခါကျတော့တောက်ခတ်ထားတဲ့ခန်းတကားဖွင့်ပြီးတော့အာပတ်စံနှိုင်းသွားတယ်ပြီးတော့ဒါကတော့ရဲစခန်းမှာမိတာအော်အင်းရင်းချက်ချင်းတမ်းမိတာအော်မိတော့ရောမူလို့ပြန်ရပါလေဒါနဲ့ကေတာကတော့ဘောနော်အာမနေ့ဘောနော်မရရှိလာဝင်တော့စင်ကမှာအင်းချီ ိုးဝင်ပြီးပေါ့နော်ပိဆံအိတ်တွေကိုယူတော့တာပါလေဟမ်ပါမာနာမြို့သူမြို့သားတွေဒီကလေးကိုအထူးသတိထားကြဖို့ပေါ့နော်အဲ့လိုမျိုးခိုးကြသတိထားဖို့နော်ဆိုတော့ပြင်လို့ရတော့တာပေါ့နော်ရေစခန်ဖမ်းပြီးပြင်ရတော့တာอืมပိဆံအိတ်ကိုခိုးတော့တဲ့ဥစ္စာပါနော်ဒါနေခင်းတောင်းတောင်းကြီးပါဆိုတော့မြန်မာနိုင်ငံမှာဒီလိုအချင်းစာလိုက်တာလေးတွေမှာလူကြီးရောလူငယ်တွေရောလူလက်တွေရောဒီလိုအချင်းတွေအများကြီးပေါက်ဖော်ပြီးတော့ပို့တူတူတူလာကြတာပေါ့နော်လူတွေအချင်းစာလိုက်ကြတယ်အရင်ဖောက်ဖျက်လာကြတယ် နောက်လူတွေကလည်းဒုက္ခတွေရောက်ဆာစရာမရှိတောက်စရာမရှိရတဲ့နေလိုက်တာပေါ့နော်အချင်းစာရိတာတွေကိုလူတွေကဖောက်ပြန်ကြတယ်ကြောက်စရာကောင်းတယ်အာကြောက်စရာကောင်းတယ်ပြောမယ်ဆိုလို့ရှိမြန်မာနိုင်ငံလေးဖြစ်ကုန်ကြပါပြီအဲ့ဒါကြောင့်အထူးသတိထားပြီးတော့နေကြပါဘောနော်ဒီလောက်တော့ခါဒီလိုအချင်းစာရိတာတွေပြန်ပြီးတော့မပြင်ပေါ်ရလေအောင်ပေါ့နော် ဖန်တွေဖြည့်ရှင်းဖို့လိုပါလေ။ကဲဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါရဲ့နော်။နောက်သေးဆက်လာမယ့်ဗီဒီယိုမျိုးမှလည်းပြန်လည်ဆုံဆွေးဖို့ကျွန်တော်ဒီအများကိုဖိတ်ခေါ်လိုက်ရပါလေ။အဲဒါကြောင့်သတိကြီးစွာနေပြီးတော့လေပဲဒီလိုဗီဒီယိုများကိုကြည့်ပြီးတော့အတူယူဖို့မဟုတ်ပါဘူး။ဒါကပညာယူဖို့သတိထားဖို့အသိသတိရှိဖို့ဒီလိုမျိုးမလုပ်ဖို့ပေါ့နော်။မိတ်ဆွေများကိုအနေငယ်မျှဝေပေးလိုက်ရပါဗျ။